ားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့ဘိုက်ကလေးရဲ့ဖြစ်ပုံဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။မုတ်တုံမိုးကအညိုကြီးစွာနဲ့ကျွန်ုပ်တို့ဂျုံတိုင်းရွာကလေးအားတဲတဲမဲမဲရွာချလိုက်ပါတော့တယ်။လမ်းပေါ်မှာရေများရှန်ကပိတ်ဆို့ထားတယ်။တဲအိမ်များပဲမခံနိုင်ပါဘူး။ရေများကရွာအတွင်းကိုဝင်ချီတော့တယ်။ရွာသူရွာသားများကရေများထပ်မဝင်နိုင်ရန်တဲအိမ်များထပ်ပြီးတော့ခြားခြားရှာပြန်ပါတယ်။ လောက်ကြဟေးလောက်ကြသူကတော့အမိန်မဲပေးနေတယ်မိုးက၃ရက်ဆက်တိုင်ရွာလိုက်လို့လဲခွက်များပင်ရှိမြုပ်ကုန်ပါတယ်ဈေးတယ်များလည်းဈေးမထွက်နိုင်အိမ်ရှိတာလေးများနဲ့ချက်ပြုတ်စားကြရပါတယ်လူတွေကတော့ချက်ပြုတ်စားငါတို့ကတော့ငတ်ပြီးတနည်းမှတနည်းလေးနဲ့သာသွားရတယ်လေးမရှိရင်အိမ်ပေါင်းဝမှာလေးကြောင့်ကိုရှာကြရပါတယ်ဥတ္တပေးတကြီးအိမ်သွားမလို့လိုက်မလားကျွန်တော်လည်းမိုးအေးအေးဖြစ်မကွေးနိုင်ရှာဘူးလေးတစ်စီးငားပြီးတော့ငားများထွက်ကြရပါတယ်ကျွန်တော်တို့မှာရွှေရစဲမှာ ရှန်လာတဲ့ရေနဲ့တူပါလာတဲ့ငါးတွေကိုပျော့ပျော့ကြီးဖမ်းနေမိပါတယ်။အဲ့လိုပဲရွာသားများလည်းငါးများနေကြတယ်။အလုတ်ကိုလက်ကြောတရားမလုပ်တဲ့စောတမောင်ပင်လည်းငါးများပြီးတော့ဝင်းဝေကောင်းနေပါတော့တယ်။စတုရဲ့ဒီနေ့သုံးပိတ်သာရတယ်ပြို့ကိုရင်ပိုးစာအိမ်သွားရောက်ပြီးပြန်လာတာ။ကဲပိုက်ကလေးစောကြီးတောင်အလုတ်ဖြစ်နေပြီ။ဒူလေဂယုတဆိုင်ဖမ်းရအောင်။ငါးကိုရအောင်ရှာပြီးရွာထဲမှာပြန်ရောက်စားရမယ်ကွ။ဟုတ်တယ်။ဒါမှပတ်စံလေးပါလေးရမှာ။ဒီလိုဆရာတပည့်နှစ်ယောက်ပြောဆိုနေခိုင်း မမျော်လင့်ပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်အံ့ဩဝမ်းသာသွားရပါတော့တယ်။လင်းမွေကြီးဟာထုံမွေကြီးမှာရေမြုပ်နေတဲ့ကိုပါချက်တဲခေါင်းမပေါ်မှာအခန့်သားတွေးလိုက်ရပါတယ်။ဟာမွေကြီးမွေကြီးမှာရေစည်းကြောင်းထဲမှာအသက်လူပြီးပြေးလာပုံရတယ်။ဦးကောင်းကြီးမော့ပါဇက်ကြီးကိုဟပြီးတော့အတော်ပင်မောဟိုင်နေပုံရပါတယ်။ဖိုက်ကလေးတွေ့လားတွေ့တယ်ဆရာတော့မင်းလေကိုမတိမတားလေးတဲနာဖြည်းဖြည်းချင်းကပ်ပေးဇက်တော့ဒီကောင်းကြီးကအတော်မောနေပုံရတယ်အခုနေမြင်မြန်တွေ့မှငါသိပါတယ်ကွာမင်းအတန်မထွက်နဲ့ ထိုအခိုက်မထက်မှတ်တဲ့လဲကျွတ်တကောင်ကရေကူးလာရင်ထိုတဲရဲ့ခေါင်းမုတ်ပေါ်တက်လာတယ်။သူ့ရဲ့ရန်သူမွေကိုမမြင်ရှာပါဘူး။အရေးတဲ့ဒီကျွတ်ကွာဘိုက်ကလေးမင်းကြည့်နေဒီလဲကျွတ်ကလည်းဆူဆူဖြိုးဖြိုးမွေရောလဲကျွတ်ရောနှစ်ကောင်စလုံးရောင်ငါလုပ်ပြမယ်။အပြောမကြည့်ပါနဲ့။ကျွန်တော်လဲလေပေါ်နေပြီးကျွတ်ကိုကိုက်ချည်ရန်လာနေတဲ့မွေကိုရိုက်ချလိုက်ပါတယ်။အစာငန်းနေတာ哦။ကျွန်တော်ရဲ့လော်တက်ကချက်ပေါင်းများစွာမွေရဲ့ဥကောင်ကိုရှိုက်ပြီးတဲ့အခါမွေကငြိမ့်သက်သွားပါတယ်။စတုရဲ့ ဒီမွေမျိုးဆိုရင် အတီးတို့တိတ်ကြိုက်ပေါ့ဈေးကောင်းရမယ်အတီးစီကကြက်နှက်ကောင်းနဲ့လဲပြီးညနေအိမ်မှာကာလာသားချက်လေးနဲ့ချက်ရက်ကောင်းကောင်းနဲ့ကျွန်ုပ်လည်းမွေသေးကိုလှေထဲကိုပြစ်ထည့်လိုက်ပြီးနောက်မင်းကြက်နှက်ကောင်းရရင်တကောင်ရောင်းပြီးတော့မသေးမြင်ကိုဈေးပို့ပေးလိုက် ကျွန်ုပ်တို့လည်းဒီနေ့ပို့အတွက်ချေကြိုက်သွားပြီးအိမ်ကိုပြန်လာခဲ့ပါတယ်မိုးအီးနဲ့ကြက်ကာလာသားချက်လေးနဲ့ချက်ရက်လေးနဲ့ကျွန်ုပ်တို့ရေတိမ်ပိုင်းဘက်မှာအိမ်ကိုပြန်လာခဲ့ပါတယ်စတော့ဟိုမှာမင်းကလေးတယောက်လက်ထဲမှာလည်းဓာကြီးနဲ့အေးဟုတ်တယ်ကွာ ဘသူလဲဆိုတော့တေချာကြည်စမ်းဟိဟာထီလာကွာဓာကြီးနဲ့ဘာလုံးမလို့လဲမသိဘူးထီလာကဓမြန်ကိုကင်ကာရေးနဲ့ထဲကိုတပြေးပြေးချင်းဆင်းနေပါတော့တယ်ထီလာထီလာကျွန်တော်မှရိုးသားပုံမရတဲ့ထီလာရဲ့အပြုအမူကိုလေပေါ်မှကြည့်ပြီးတော့စိုးရင်စိန်ဝင်လာတယ်ဘိုက်ကလေးရေးတဲ့ဆင်းပြီးတော့ကိုဘတာကိုတက်တဲ့ရအောင်လေထီလာမှာဘာပြဿနာရှိလို့လဲတိပီတိပီဆက်တော့ထီလာခဲကိုကိုကောင်းကအယက်သမားပြမမှုနဲ့ထီလာကိုကြံစီလို့ရှက်ပြီးကိုဘတာကိုအဆုံးစီရင်တာဖြစ်နိုင်တယ်อืมစဉ်းစားစရာပဲလေ ဖြစ်ပြောဆိုဆိုပိုင်းကလေးကရေထဲကိုခုံဆင်းပြီးထိလိုက်ရှိရာကမ်းဘက်ကိုအလင်းမြန်ကူးသွားပါတော့တယ်။ခဏအတွင်းမှာထိလိုက်ရဲ့နောက်ကျောကိုဘိုက်ကလေးရောက်သွားတယ်။ဘိုက်ကလေးကဖြုံးကနေထွေးလာကိုပွေဖက်ပြီးဓားကိုအတင်းမင်ဝင်လူတော့တယ်။ထိလထိလမလောက်ကောင်းဘူး။ဟင်ဘိုက်ကလေးငါလွတ်ဆန်းအခုချက်ချင်းလွတ်ဆန်းဘိုက်ကလေးကမလွတ်တဲ့အပြင်ထိလကိုပွေ့ချင်လိုက်ပါတယ်။ဘိုက်ကလေးကောင်းဆုံးလွတ်လွတ်ငါလွတ်ထိလထိလငါအောင်လိုက်မယ်အခုလွတ်မလွတ်ဘူးထိလမလွတ်နိုင်ဘူးကောင်းဆုံး ငါကိုနေမတော်မတရားလုပ်နေငါအော်လိုက်မယ်။ဘိုက်ကလေးကရုံးကန်တဲ့ထီလာကိုကမ်းပေါ်ကိုပွေယူလာပါတော့တယ်။ထီလာထီလာတတိထားနော်။ဘိုက်ကလေးကမဖြစ်တဲ့နာမဖြစ်အောင်လှုပ်ပေးတာ။ဘိုက်ကလေးနင်းအကြံငါတည့်ရဲ့လွတ်လွတ်မကြမီထီလာရဲ့အော်ဟစ်တန်ကြောင့်အနီးနားမှာငါရှာနေတဲ့ရွာသူရွာသားများရောက်လာကြတယ်။ဟေ့ဘိုက်ကလေးမင်းထီလာကိုလွတ်လိုက်စမ်း။ကိုရွာသူရွာသားချင်းချင်းဒီလိုလုပ်ရလား။ဗျာ။မဟုတ်ဘူးမဟုတ်ဘူး။ तू မတရားကြံတာ။ဟာခမည်းပြောတာမှားနေပြီ။ ထေလာရည်တဲ့ဆေမီသူဘသာဓမြောင်းနဲ့တေချောင်းကျန်တာကိုကြောက်ကဝင်းခဲ့တာကျွန်ုပ်တို့မှာရှင်းနေတော့ကိစ္စပိုပြီးရှုပ်သွားပါတော့တယ်ယခုဘိုက်ကလေးမှာမတော်မတရားကြံစည်မှု ဖြစ်နေပါရောလားမှားနေပြီဗျမှားနေပြီမမောက်ဒါပဲဘိုက်ကလေးကထေလာကိုမြေပြင်ပေါ်ချပေးလိုက်တယ်နင်နင်တကယ်တေချောင်းကျန်တာမဟုတ်ဘူးလားငါဘာလို့တေချောင်းကျန်ရမှာလဲလာလိုက်ခဲ့တကြီးစီကိုသွားမယ်ငါ့ကိုမတော်မတရားကြံစည်မှုနဲ့တိုက်မယ်ဆက်ဆက်တော့စိတ်လိုက်မှန်ပါထေလာကဘိုက်ကလေးကိုဆွဲခေါ်နေပါတယ် ဟဲ့ဟဲ့ဒီလားဒီလိုစိတ်လိုက်မှန်းပါမလုပ်ပါနဲ့ဘိုက်ကလေးမှာအဲ့ဒါလိုစိတ်မရှိဘူးဆိုတာတရွာလုံးသိတယ်ဘိုက်ကလေးမင်းဘာသဘောနဲ့ရေးတဲ့စင်းပြီးတော့ပွေဖက်ရလဲဟိုကမင်းကလေးနေနဲ့ဘလို့လို့ကောင်းပါလဲမင်းဘာကြံစီရှိရဆိုတာပုံမှန်လင်းလင်းပြောပြဒီလိုပါထီလာလက်ထဲမှာလည်းတမြောင်ကြီးနဲ့နောက်ပြီးတော့ရေးတဲ့စင်းသွားပုံကလည်းတခုခုလှုပ်တော့မယ်ပေါ့ကျွန်တော်စဉ်းစားမိတာကထီလာခဲဦးကများမတော်မတရားကြံစီလို့ရှက်ပြီးကိုဘတာကိုတက်တည်တည်ဘိုက်ကလေးနေပါစက်ပိတ်တာစမ်း ငါခဲဟိုကနင့်လို့မဟုတ်ဘူးသူတော်ကောင်းဟဲ့ဖယားတရားနဲ့နေတာအခုရေစက်မှာငဖဲအုပ်တွေတွေ့လို့ဓာတ်နဲ့ထိုးဖမ်းမှုစောင့်နေတာဟဲ့နင်းကိုတကြည်အိမ်လိုက်ခဲ့ကဲပါဒေးလာရဲ့ဘိုက်ကလေးကအထက်မှားပြီးလုံးမိတာပါတကြည်အိမ်မှာကမျိုးကရဲတွေရေဘေးကိစ္စရောက်နေကြတယ်ဒီကိစ္စတွေကိုရဲကစီမံနေတယ်ကြေးရွာတွေမှာလုံနေတာမျိုးအချုပ်ကိုခေါ်သွားမှဖြစ်ကွယ်ဒီတော့ဒီလိုလို့ဥတ္တပိနဲ့ဘိုက်ကလေးမင်းကလေးချင်းနဲ့အောင်တောင်းပန်လိုက်ဒေးလာလည်းကိုရွာသားချင်းချင်း ဒီတခါတော့ခွန့်လွတ်ပေးလိုက်ပါလို့မြစ်တာရက်ခံပါတယ်။ထီလာကခွန့်လွတ်ပေးလိုက်လို့ဘိုက်ကလေးတို့ကကျေးဇူးတင်တဲ့အနေနဲ့ခင်များတို့ရလာတဲ့ငါးတွေနဲ့လင်းမွေတကောင်ထီလာကိုပေးလိုက်။ထီလာကလည်းကျေနပ်လိုက်။ဟုတ်ပြီနော်။ဥတုပ်ပြီတော့သဘောတူလား။တူတူပါတယ်။မတူရင်အချုပ်တယ်။ကောင်းပြီလေ။ရွာလူကြီးတွေမြစ်တာရက်ခံလို့ကျေနပ်လိုက်တာနော်။ဘိုက်ကလေးကိုကျေနပ်တာတော့မဟုတ်ဘူး။ဒီလိုနဲ့ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်မှညှိုးငယ်စွာဖြင့်တိတ်ဆိတ်စွာအိမ်ပြန်ခဲ့ရပါတော့တယ်။မသေးမြန်ကုလားဆိုရင်ငရုတ်သီးထောင်းနေတော့ပြီ။ ျွန်ုပ်နဲ့ထင်အောင်ထမကျွန်ုပ်တို့ကြေးလက်တော်ရွာလေးများမှာအေးချမ်းသာရပြီးတော့လေကောင်းလေတန်းရကနေချင်းစပွဲလေးလို့မြို့သူမြို့သားများကထင်ကြလိမ့်မယ်။တာယာလိုက်တာနော်။ဒါပေမဲ့မမြင်နိုင်တဲ့သဘာဝအန္တရာယ်အမျိုးမျိုးကိုမျိုးမလူများမသိကြပါဘူး။ရိုးမတော်နဲ့နီလွန်လှလို့တခါတရံမျက်စိလေလမ်းမကရွာတွင်းကိုဝင်လာတက်တဲ့တောစင်ရံအုံများရဲ့အန္တရာယ်မှလွန်စွာမှကြောက်ဖို့ကောင်းပါရဲ့။သူစင်ရံအုပ်ကဘာကိုမှမကြည့်ဘူး။ ရှေ့မှာရှိတဲ့အိမ်များတဲများကိုအကြောင်းမဲ့ဖျက်ဆီးသွားတတ်ကြတယ်။ဒါအပြင်လူတွေကိုလည်းနင်းချေတက်ဖြတ်သွားတတ်ကြသေးတယ်။ပြပြလှည့်ကြည့်မနေနဲ့နေဖေမဟုတ်ဘူး။ရွာရဲ့စိုက်ခဲများကရရစရာမရှိအောင်စားတောက်ပြီးနင်းချေဖျက်ဆီးသွားတတ်ကြသေးတယ်။စားပြီးရင်ဖျက်ဟိကုံပါပြီကုံပြီအိမ်လည်းဖျက်ကြတယ်စိုက်ခင်းတွေလည်းဖျက်သွားကြတယ်။ငရုတ်ခင်းကိုမစားရမှန်းသိလို့နင်းချေသွားတာ။ထူစင်ရိုက်အုပ်အန်ဒီရဲ့ပြည့်ရက်ကတော့ဘအုပ်ရဲ့အန်ဒီရဲ့ကရှိသေးပြန်ပါတယ်။ရွာလေးကိုလမ်းမဝင်လာပြီးတော့ ြင်သမျှကိုထိုးကော်ဖြက်စီးတက်ပြန်ပါတယ်။သူတို့အဓိကဖြက်စီးသွားတာကစိုက်ခဲများပင်ဖြစ်ပါတယ်။လူတွင်လည်းရမ်းမှုတက်သေးတယ်။ထိုအခါကျွန်ုပ်မှာထိုးတော်ဝက်ကိုရှေ့မှနေပြီးတော့ဖြေရှင်းရပြန်ပါတယ်။ငါ့ကိုတော်ရရနဲ့လက်ဆောင်လာပေးတာပေါ့။လာစမ်းရှေ့ဆုံးအောင်တော်ဝက်သားတော့ဝုံးအောင်စားရမယ်ကွာ။ထိုအန်ဒီရဲ့ပြန်လုံခဲ့သော၁၀နှစ်ကျော်ကရွာကိုအလစ်ချောင်းပြီးသားကောင်ရှာတက်တဲ့ကြားမြရဲ့အန်ဒီရဲ့ကလည်းရှိနေပါသေးတယ်။တခါတရံရွာစည်းရိုးအနာကပ်ပြီးတော့ စိတ်ခွေးတို့ကိုလည်းဆွဲစားပြစ်ပါတယ်စိတ်သားလားခွေးသားလားတော့မသိဘူးစားရတော့ကောင်းမှထိုကိုရှေ့ကြားမှာလွယ်လင်းတကူရှာဖွေစားတော့နေရလို့ညစဉ်ရွာနာထီဝင်းကတားကောင်ကိုရှာဖွေနေပါတော့တယ်ကျွန်ုပ်မှာကြုံတိုင်းရွာကိုအတလူဘေးအနေနဲ့ကြုံတိုင်းကျွန်ုပ်ရဲ့မုတ်ဆိုးပညာစွမ်းအားနဲ့ကာကွယ်နေရတာကအမောပဲဒီကြားကောင်ဒီအပေါက်ကနေတိုးနေတာအခုတိုးကျင်ယခုအချိန်မှာကြားစိုးအန်တရမရှိတော့လေအမြဲတမ်းရွာကိုဒုက္ခ ေးတဲ့သူတွေကတော့မွေမျိုးပေါင်းစုံတို့ရဲ့အန္တရာယ်ပဲချက်ကိုလာထိလို့ကတော့ချက်ချင်းသိနိုင်ကုန်မယ်မွေပေါင်းစုံကတွင်းအောင်နေရာမှာအပြင်ကိုထွက်တက်တဲ့နွေရသည်မှာမွေနေနေရေးကိုကျွန်ုပ်ပင်ဥဆောင်လို့ရပြန်မာတော့တယ်တေးပြီးတော့ဒါစီမံချက်ကတွတ်ပြီးရက်ဆက်တယ်ကျွန်ုပ်ရဲ့ရွာကတာယာလှပပေးမိမယ်မမြင်နိုင်တဲ့အန္တရာယ်များကရွာကိုအကြီးတန်းအယုတ်ဆိုးစေပါတယ်ဒါပေမဲ့မျိုးပြလို့ကူးဆက်ယောဂါများကင်းဝေးပြီးရွာကိုချစ်ရပြန်ပါတယ်သို့တော်တနည်း နက်စောစောဘိုက်ကလေးအိမ်ပြန်ရောက်လာပြီစက်တို့ရဲ့အတီးကျကျမှာကြက်တွေတစ်နှစ်သုံးလေးကောင်သူ့အလိုလိုတည်နေတာတဲ့အဲ့ဒါကြက်ငှက်တုတ်ကွေးဖြစ်နေပြီဗျဟာမဖြစ်ဘူးနေဆက်ရကျမ်းမာရေးမှုလေးကိုအကြောင်းကြားမယ်ကွာမြို့မှာ H1N1 တွေဖြစ်လို့တဲ့ရေဒီယိုထဲမှာငါကြားနေရတယ်တရွာလုံးဒုက္ခရောက်တော့မယ်ထွက်ခရရွာစောကိုချက်ရောက်လာပြီးတော့ဥတုပီရဲ့တကြီးကပြောလိုက်တယ်အတီးကျကျမှာကြက်တွေဘလူးတည်တယ်လဲဆိုတာဆက်စေးပါတဲ့သူနေမကောင်းလို့မလာနိုင်ဘူးတဲ့ခေါင်းဆောင်ကြီးပါလား မှားလိုက်သေးတယ်။ကျမ်းမာရေးမှုလေးကိုနေမျိုးမြို့သွားနေလို့သူ့ကိုယ်စားအချက်တွေကိုတတ်တဲ့တက်မြေမြုပ်တဲ့မြေမြုပ်တဲ့မလိုက်နိုင်ထိရောက်စွာအေးအေးယူမယ်တဲ့။ခိုင်ပြင်လာကြည်လား။ကျွန်တော်မှတကြီးအမိန်ကြောင့်လွန်စွာထိတ်လန့်သွားပါရယ်။အမနကယ်ဖြစ်ရုံမှန်ရင်တရွာလုံးမကူဆက်ရင်လောက်ရပေးလိမ့်မယ်။ဖေယဖေယငါတို့ကြက်မျိုးရိုးတော့ရိုးတုံးတော့မယ်။ကျွန်ုပ်လည်းအမြန်ဆုံးအတိအကျဆံကိုပြေးပြီးအချိုးချောင်းကိုမေးမြန်းစုံစမ်းရပါတယ်။အတီးမှာမျက်နှာငယ်လေးနဲ့တရဝါတစ်ခုကန်တစ်ခု ဘဲတက်နိုင်မှလည်းဆရာတော်ရဲ့ယနေ့မှလည်းကြက်သုံးကောင်တည်ပြန်ပါတယ်ဟာဒါတော့ကံကိုရိုးမယ်ဖွဲ့လို့မရတော့ဘူးဆရာတော်ဒါသူယူတာယူမဟုတ်တော့ဘာစဉ်းစားရအောင်မယ်မြို့မှလည်း H1N1 ဖြစ်နေမင်းတည်လားဟုတ်ပါညစဉ်ရက်ဆက်တည်နေတော့ကျက်နာများကြတလားကျက်နာတော့မဟုတ်နိုင်ဘူးဆရာတော်ရဲ့ဟုတ်လေဝါရဲ့ကြက်တွေဘဲတွေကိုအားကြီးကယူဆိုင်တယ်စာရေးတောင်ရေးအချိန်မှန်ကျွေးတယ်ဝါကြက်စာကိုလည်းကိုယ်တိုင်ဆက်တယ်မြများစာမြများဝါမှာမြများရမှာ အော်ဒုဘောထားတဲ့စေတနာက သူ့ရဖို့စေလဲကူးတဆိုင်ကျွေးတယ်။ကျမ်းမာဝါဖြူဝါဖြူမှအသားတို့အသားတို့မှပတ်စံများများအော်သူကူးဆိုင်တာသူ့ဖို့ကျက်နာမဟုတ်ဘဲနဲ့ကျက်တွေညစဉ်တင်းနေတာမဟုတ်သေးဘူးကွာ။အိုးမဟုတ်ဘူးစံတို့ရဲ့ဝါကျက်တွေကျက်နာမကြပါဘူး။ဖျားရင်ဖျားပါစေကြက်တွေမဖျားဒါဝါရဲ့စေတနာပဲစီးပွားရေးစေတနာပေါ့လေဒီလိုနဲ့၃ညဇက်တိုင်ကြက်ကိုးကောင်တည်တော့အတီးတောင်းထင်မြောက်ထင်ထင်လာပါတယ်ဒါဟုတ်ကောင်ကြော်မှုလက်ချက်ဖြစ်မယ်ဆက်တော့ ဟာကျော်မိုးကသူ့ချက်တွေနဲ့သူတောင်ရားလို့မကုတ်အားတဲ့ဥစ္စာကမင်းဆွ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 ဟုတ်တယ်ဆရာတော့ကျော်မိုးကချက်မွေးတယ်နမေတာဆိုတာဒီလောက်ကကြိုက်တယ်ဗျဝါနဲ့စင်ပြိုင်ချက်ချန်ထောင်းတော့အကြံတူရန်သူပေါ့ချက်တွေညစဉ်တရားကျော်မိုးချမ်းစီတာဖြစ်ရမယ်ကျွန်တော်လည်းအတီးရဲ့ရန်တန်းဆွဆဲချက်ကိုခြေဖြတ်မှဖြစ်တော့မယ်မင်းတက်တည်မရှိဘဲနဲ့အထင်းနဲ့ရမ်းမပြောရအောင်တီးအိုးမပြေးတော့ကံရရှိဒါကတရွာလုံးဒုက္ခရောက်မယ်ကိစ္စကွာတိတိပါရဲဒီညတော့စောင့်ကြည့်ပါရစေအေး ဒီညစောင့်ကြည့်လို့ထက်တယ်မင်းချက်တွေကိုမြေမြုပ်တက်ပြင်မယ်။အာဆက်တို့ပြီးတဲ့ကြံကောင်းတယ်။ဇီယတ်တော့လာဆောင်ပေးမလားညာကြီးပေးပါမယ်။ကျွန်ုပ်ကစေတနာဖြင့်အကြံပေးတာကိုမစင်မစင်ပြန်ပြောတဲ့အတိစကားကြောင့်အောင့်သွားရတယ်။ဟာကျွန်ုပ်လိုမြန်ရစာတုတ်ပေးကြီးကဒီချက်ချံလာဆောင်ရမလားကွာ။ဟုတ်သေးဘူးလေ။ဟိုညာကြီးညာကြီးပတ်စံရရင်ဘာမှမစိုးလုံးမဲ့လူရန်စားထဲမှာကျွန်ုပ်မပါဘူးအတိ။ဒီညဘိုက်ကလေးနဲ့စောကြီးကိုကျွန်ုပ်လွှတ်လိုက်မယ်။သူတို့ဆောင်ပါစေ။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးမမေ့ပါဘူးဇီယတ်တော့။ ီလိုနဲ့ဘိုက်ကလေးနဲ့စောတမောင်တို့လည်းအတိအကျကြံဝဲညစဉ်ကြက်3-4កောင်တည်ဆောင်းမှုကြီးကိုထောင်လန်းရန်ရောက်ရှိခဲ့ကြပါတော့တယ်။ဒါပဲတော့ဒီငါတို့ကမင်းညနေစာထမင်းဝတ်သားဟင်းနဲ့ကျွေးရမယ်။ညလေစာလက်ဖက်ရည်မုတ်ကျွေးရမယ်။မနက်စာကောင်းညင်ပေါင်းထမင်းကြော်ကျွေးရမယ်ပြီးတော့ဟိုက်တည်ဆောင်းမဲ့ကြက်တံမိုးထက်တောင်များနေပါပေါ့။နောက်တနေ့မနက်စောစောအတိအကျချံကိုထွက်ခဲ့ပါတော့တယ်။အတိအိတ်ကန်တဲ့ထမင်းကြော်စားနေစဉ်ဘိုက်ကလေးကဟိုမှာကြည့်စမ်းမွေသွန်းကောင်ကစင်စင်ကြီးတည်နေတယ်။မွေဟုတ်တယ်ပါလား။ မွေရောက်ဆိုတာကြက်ချေးကိုအလွန်ကြိုက်ပါတယ်။မွေအတွက်တော့စီဥထောပတ်ပေါ့ဗျာ။ကြက်တက်တရခံအဲ့ဒီမွေကောင်းနေပေါ့ဆရာတော်ရဲ့။ဟုတ်ပါဟုတ်ပါ။ကြက်မွေပေါက်ပုံလေးပြောပါအောင်။ဒီလိုဆရာတော်ရညာကကျွန်တော်တို့နှစ်ယောက်ဒီကြက်ချန်နေမှာမျက်ခြေမပြတ်စောင့်ကြည့်နေတာ။ညတကောင်ကျော်တော့နယံကက်နေတဲ့ကြက်တန်းကကြက်လက်အောင်တန်းကြားတယ်။အဆောကြီးလား။ဟိုဘက်ကကြက်អော်တယ်။လာလာကြက်ချန်ထရံမှာတန်းစီပြီးတော့ပြွတ်ပြွတ်လုံနေတာမွေဟောက်ခေါင်းတွေကိုဗျ။ဟုတ်ပါဟုတ်ပါဆက်ပြောပါအောင်။ကျမကမစင်စွန့်ချ မွေးကပါဇက်နဲ့ဟခန်းတာအရှိန်အလုံးအစာငန်းပြီးချက်ဖင်ကိုမွေးပေါက်တလို့ဖြစ်သွားတာပေါ့ဗျာဟဲ့ငါချီလဲစာငါဖင်လဲကြိုက်ကျေးဇူးမဲတဲ့မွေးစားကြင်စောနဲ့အရှိန်လွန်သွားတာခွန့်လွတ်ပါတော့ချက်ကျွန်တော်တို့လည်းမွေးသုံးကောင်လုံးကိုလောင်လေးကွာစာကျွေးလိုက်ပါတော့တယ်ဒီလိုနဲ့အတီးရဲ့ချက်ချံမှချက်များညစဉ်ရက်ဆက်တိတ်ဆုံးမှုရဲ့တရားခံကိုကျွန်တော်ဘိုက်ကလေးနဲ့စောတက်မောင်တို့မှဖော်ထုတ်ဖန်ဆီးရမိခဲ့ပါတယ်ဒါကြောင့်မို့ပြောပါရယ်ကြော်မိုးတရားခံဆိုပြီးအရန်ကာရောမဆွဆဲပါနဲ့လို့ ချော်မိုးဆိုတာတန်တန်လေးပါတော်ပါသေးရဲ့ယောဂပူမရှိလို့ငါခုခုစားနေတာဒင်းမသိဘူးကျွန်ုပ်နေကံမကောင်းတော့နေဝါပင်များလှုပ်တံကိုစီးချက်လိုက်နေတဲ့စသစ်ကောင်တကောင်ကိုဘွားကနေတွေ့လိုက်ရတယ်စက်တော့မြင်နေတော့စသစ်မှာဝယုံတော်မှသားကောင်ချောင်းနေပုံရတယ်တုတ်တုတ်မှမလှုပ်ရှားပါဘူးစသစ်ကတွေ့ရနေရနေပြီးမှရုတ်တရက်ခုံကမြင်ကွဲမှပျောက်ကွယ်သွားရပြန်ပြီဖြစ်ပါတယ်ကျွန်ုပ်လည်းနောက်တစ်ချီပြောင်းထိုးပြီးကမန်းကတန်းပြစ်ချလိုက်ပြန်ရော့ ကျက်တဲ့ကခုံအောင်ကြည်တဲ့နဲ့ကျက်တဲ့လက်ကိုရှက်မှန်ပုံရတယ်ချက်ကောင်းမထီဘူးကျက်တဲ့ကခြေတပောင်ကျိုးနဲ့ပြေးပါတယ်မရှောင်ရင်လွတ်တယ်ရှောင်ပြီလို့ထိပြီထိသွားပြီဆက်တော့လိုက်ပြလိုက်ဘိုက်ကလေးကတမြောင်တုံဝန်းဝန်းနဲ့လိုက်တယ်ကျွန်တော်လည်းလှည့်မြန်စွာလိုက်တယ်လိုက်လေပြေးလေဝေးလေလိုက်လေကျုံတော်ရဲကိုတိုးတယ်ဟောဒီမှာသွေးဆက်တွေကြံနေရတဲ့တောကောင်ကိုဒံရအနာတရားဖြစ်အောင်လုံးမရင် လက်စာတိုင်ရမှာကမုံဆိုးကောင်းရင် တောင်းဝင်ပေါ့ကွာအတွေ့တွေ့အောင်ရှာမယ်ကြားနာဖြစ်ပြီးမဆိုင်သူတွေကိုရမ်းမရှာစေချင်ဘူး ဖြစ်ကလေးကမှမသေးကြတာထိုးနဲ့အမျှထိုးချက်တင်နာကိုခြေရခံလိုက်ကြရကျွန်ုပ်တို့မှလည်းဘဲတော့ဘဲတောင်းဆိုင်ချေပြီးလည်းမသိဘူးလမ်းစာပြောက်ခဲ့ချေပြီးစတော့ဖြစ်ပုံကခက်ပြီဗျဟိုမိုးဆူချက်တော့ပဲကွာတချိန်ချိန်မှာတော့ပြန်လန်းတွေ့မှာပေါ့ကျွန်ုပ်တို့လည်းချက်တင်နာကိုခြေရခံပြီးတဲကြီးမဲကြီးလိုက်ပါတယ်တွေ့လေလွဲအောင်မလက်ပါဗျာနေ့လည်းတော့ကြကျွန်ုပ်တို့ကတော်ရမှာနားကြတယ်မသိမြင်ထိပ်ပြလိုက်တဲ့စီပြားမပါတဲ့ဤကမတ္တဟင်းနဲ့ အေးဆက်ဆက်ဓမင်းကြံကဲကိုလွှဲကြပါတော့တယ်။စိတ်မရှိလိုက်တဲ့မုံဆုဘဝကွာ။ဇရာရွေးမှသွားပြီ။ဓမင်းစားပြီးတော့ဗိုက်လေးလာတယ်။မျက်တောင်များဆင်းကြလာပါတယ်။အိတ်ချင်ပြီ။တားကောင်မရမဲ့အတူတူတရီတမောအိတ်ဆက်ပြစ်လိုက်ကြတယ်။ရိုးမာတဲ့အိတ်ဆက်ရတာကအရသာရှိလာပါတယ်။အေးချမ်းနေစိတ်ငြိမ်နေအနောက်ရှက်ကင်းနေလူသက်မကြောက်။အရင်နဲ့ကြားဆွဲသွားမှဟုတ်ပြီဖြစ်နေအောင်ပဲ။ဘလောက်ကြောင့်အိမ်မောကြသွားတယ်လည်းမသိဘူး။ပြန်နိုးလာတော့နေပင်စောင်းတော့မယ်။အိတ်ချင်မူဝင်နေပါတယ်။ စမ်းကြတန်ကြနေရတယ်။ရေချိုးခြင်းစိတ်ပေါ်လာပါတော့တယ်။ဘိုက်ကလေးရေချိုးကြမယ်ကွာ။ကောင်းတာပေါ်ဆရာတို့ရဲ့ငားမရရေချိုးပြန်မယ်ပေါ့ဗျာ။လူတွေရေချိုးတာငါတို့လိုပဲရှက်လည်းမရှက်ဘူး။ပထမအင်ဂျီချုပ်ပြီးကုန်းမော်တင်ထားခဲ့ပါတယ်။ပစိုးနဲ့ရေထဲဆင်းသွားတယ်။ရေထဲကို၆၆မျိုးတလောက်မျိုးတလောက်ကိုပစိုးကိုမတင်သွားပြီးနောက်နောက်ဆုံးကျတော့ဥကောင်းပေါ်မှာပစိုးကိုခေါင်းပေါင်းလိုက်ပါတယ်။ချိုးတော့လွတ်လွတ်လပ်လပ်ဘိုက်ကလေးကတော့သူ့ပစိုးကိုကမ်းပေါ်ပြစ်တင်လိုက်ပါသေးတယ်။ ပြီးနောက်မြို့တူစွာရေကူးနေပါတယ်။ကျွန်ုပ်လည်းခြေချောင်းလက်ဆန့်ဟိုမားဒီမာလူလာခောက်တုံကူးနေပါတော့တယ်။စိုင်းရီကအေးမြနေတယ်။ချိုးလိုပင်ကောင်းသေးတယ်။စိုင်းရီကိုရင်မြို့အရမ်းမှာရေရှားသူတွေရဲ့ဘဝကိုတွေးမိပြီးတော့ကျွန်ုပ်ပြုံးမိပါတော့တယ်။မေမေရေရေမလာဘူး။လာနိုးလာနိုးနဲ့လှည့်ရင်းနဲ့ပိုက်ကောင်းပြုတ်ထွက်သွားပြီ။ရေလာပါအောင်ရေဖြန်းရင်ရေပြတ်သွားပြီ။ဘီးလေးပြတ်နေရေရေတွေမရဘူး။ကိုဘတာကိုရှင်းတော်ဥဝေတာအဲ့ဒါမှပြဿနာပဲဟဲ့ ရေကိုဝအောင်ကူးပြီးတော့ကျွန်တော်လည်းကုန်းပေါ်တက်ခဲ့တယ်။အဝဲစားလဲပြီးတော့ဘိုက်ကလေးကို ပြစ်ပေးရန်သူ့ပစိုးကိုရှာမတွေ့တော့တပင်ကျိုတပင်စားပြက်မိလေသလားကျွန်တော်ရှာရမတွေ့ပါဘူး။ဟေ့ဘိုက်ကလေးမင်းပစိုးနဲ့အင်ဂျီကိုရှာမတွေ့ဘူးကွာဘယ်နှပြက်လိုက်လဲ။ဟာအဲ့ဒီနားပဲဆရာတို့ရဲ့ကြည့်ပါဦး။ကြည့်တာလဲနှံ့နေပြီကိုလူရှာမတွေ့တော့။ဟာဒုက္ခပါပဲဗျာ။တော်ရဲမှာဘေးကတကူများရှိပါလေ။တော်ရဲဘေးကတကူရှိရမှာလေ။မတော်နန္နာဘောကပဲရှိမှာ။ဟင်နန္နာဘောဆက်တော့ကျွန်တော်ကြောက်တယ် ူတွေဝတ်တဲ့အင်ဂျင်နဲ့လုံချီကိုဝတ်ပြီးတော့ဘောဓာတွေကိုရှောက်ကြွားလိုက်အောင်ပဲစက်တို့ရှာပါမရှိတော့ဘဲမမရှာလို့မတွေ့တော့ဘူးဒီလိုနဲ့ထုံညက်နေဘိုက်ကလေးခင်ဗျာတာဆန်လောက်ကအမောင်ကိုအားကိုပြီးတော့အင်ကိုမြန်းရပါတော့တယ်အမလီဟဲ့တားကောင်သွားပြတဲ့မုတ်ဆိုးတဲ့တော့တားကောင်မရပဲနဲ့ပစိုးနဲ့အင်ဂျီတားကောင်လက်ကိုဝက်ကွက်အက်ခရတဲ့တော့ရှူတူတူပြတူတူမမမြင်တော့ကြာကျွန်တော်အဖြစ်ကိုကြားပြီးတော့ကြုံတိုင်းတရုတ်မှာကြော်မကောင်းကြားမကောင်းဖြစ်နေပါမယ်ဗျာ။ ဒီနေ့ကံမကောင်းမှလာဖိုက်ကလေးရဲ့နောက်တစ်ပတ်မှာဖိုက်ကလေးကများပျောက်သွားတဲ့ပစိုးနဲ့အင်ဂျီကြောင့်ရှင်းပြရာအခက်ကြုံပြီးအဆက်တော်ကွဲလို့လို့ဖြစ်ခဲ့ရပုံကိုဆက်လက်ဖော်ပြအောင်မှဖြစ်ပါတယ်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆက်နေတော်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်